Hello အားလုံးပဲမင်္ဂလာပါ Aris Day Live Cast Reading Page မှာကြိုဆိုပါတယ် Aris အခုလုပ်ပေးမယ့် reading ကလာတလရဲ့ second week မှာအမြဲတမ်းပုံမှန်တင်ပြနေကြဖြစ်တဲ့ collab energy reading ရဲ့အလဲပဲဖြစ်ပါတယ်အဲ့တော့ဒီ collab energy reading ကိုတော်တော်များများတော့ကြည့်ဘူးနေကြဖြစ်တယ်ဒါပေမဲ့လည်းလုံးဝတစ်ခါမှမကြည့်ဘူးတဲ့သူတွေ Aris ရဲ့ Facebook page ကိုအခုမှသိတဲ့သူတွေတော့ Aris ဒီ reading ရဲ့ပုံစံကိုတစ်ချက်ပြောပြခြင်းနဲ့အဲ့တော့ဒီ collab energy reading မှာက ဒီ reading ကိုကြည့်နေတဲ့ဒီ video ကိုကြည့်နေရ original class လေးတွေရဲ့ energy check ပါမယ်ပြီးရင် original class လေးတွေရဲ့တစ်ဖက်လူရဲ့ energy ကို check လုပ်တာပါမယ်နောက်ဆုံးမှာတော့ဒီလူနှစ်ယောက်ကြားထဲက connection ကရှေ့လျှောက်ဘက်ကိုဦးတည်တော်မယ်ပါတယ်ရှေ့ဆက်ဖြစ်လာဖို့ရှိမလဲဆိုတာကိုနောက်ထပ် reading အစ်စ်မတင်မချင်းတမမဟုတ်လို့ရှင်လဲပုံမှန်အဖြစ်တော့တစ်လအတွင်းပေါ့နော်ဖြစ်လာနိုင်မယ်နမိတ်တွေ rich ကဖတ်ပြီးမှဖြစ်ပါတယ်ဆိုတော့ဒီ reading မှာ rich rules and regulations လေးတစ်ချက်ပြောချင်တာကတော့ first one အနေနဲ့က ဒီ reading ကိုကြည့်တဲ့အခါမှာ energy switch ဖြစ်တတ်တယ် energy mirror ပြတတ်တယ်အဲ့တော့ဒီ reading ကိုကြည့်လို့ကိုယ့်ရဲ့ energy နဲ့တစ်စက်လေးမှမကိုက်ညီဘူးဘာတွေပြောနေမှမသိဘူးတော့เนาะလုံးဝဟိုကိုယ့် energy သူ့ energy ဘာမှမကိုက်ညီဘူး resonate တစ်ချက်မှမဖြစ်ဘူးเนาะလုံးဝမမှန်ကန်ဘူးဆိုလို့ရှင်ဒီ reading ကိုဆက်ပြီးတော့မကြည့်ပါနဲ့ skip လုပ်သွားပါကြော်သွားပါဒါက euro dot hobby thai reading မဟုတ်လို့ပဲဖြစ်ပါတယ်မှန်တဲ့သူတွေကတော့100% resonate ဖြစ်ပါလိမ့်မယ်เนาะအဲ့တော့ energy switch ဖြစ်တယ်ဆိုတာကလည်းဒီ original slave တွေရဲ့ energy ကို check လုပ်တာဒီဘက်မှာတစ်ဖက်လူရဲ့ energy check လုပ်တာဒီဘက်မှာအဲ့တော့အဲ့လိုဟောတဲ့အခါမှာကိုယ့်ရဲ့ energy ကတစ်ဖက်လူရဲ့ energy checking နဲ့တွက်ကိုင်းနေနေတာမျိုးရှိတတ်တယ်။တစ်ဖက်လူရဲ့ energy checking ကကိုယ့်ရဲ့ energy checking နဲ့ကိုင်းနေနေတာမျိုးတွေရှိတတ်တယ်။အဲ့တော့ ဒါ energy mirror ပြတတ်တဲ့ switch ဖြစ်တတ်တယ်ဒါလေးကိုတစ်ချက်ကြည့်ပေးပါတော့ဘာလို့လဲဆိုတော့တချို့တွေကကြတော့ ဟိုလုံးဝမတူညီနေတာမျိုးတွေပါမျိုးလာပြီးတော့ပြောတာမျိုးတွေရှိလို့เนาะโอเคအဲ့တော့ second one နေအနေနဲ့ကကျတော့ rich ကဒီ reading ကိုဖတ်တဲ့အခါမှာမြင်တဲ့လောက် zodiac sign ကိုပြပြပေးတယ်ဆိုတော့ဒါကလည်း just for your confirmation အတွက်အရန်ကြီးဒီ zodiac sign တွေဟုတ်ကိုဟုတ်ရမယ်လို့ rich ပြောတာမဟုတ်ဘူးအာနောက်တစ်ခုကကျတော့ဒါက12 zodiac sign တော့မဟုတ်ဘူး12လရာသီ queen စလုံးအတွက် rich ဟောပေးထားတာမဟုတ်ဘူးမြင်ရတဲ့ zodiac sign ကိုပြောတာပဲဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါက zodiac sign တွေကို ဘဲရတယ်ဘာရဘသူတွေဘသူတွေပါတယ်ဆိုတာလည်းပဲပြောပြတာเนาะအဲ့တော့နောက်တစ်ခုကကျတော့ဒီကိုဆိုင်သူဆိုင်မပါလဲပဲကိစ္စမရှိဘူး energy check လုပ်တဲ့အခါမှာကိုက်ညီတယ်မှန်ကန်တယ်ဆိုဆက်ပြီးကြည့်လို့ရတယ်เนาะဒါလေး orange ပြောချင်ပါတယ် okay အဲ့တော့ orange တို့ reading ကိုပဲတခါလေးသွားအောင်เนาะ Okay အဲ့တော့အရင်ဆုံး Orish က Orish Healer's Lady ဘက်က energy ကိုအရင် check လုပ်ပါမယ်เนาะအဲ့တော့ကလေးလေး shuffle လုပ်လိုက်ပါဦးမယ်

current energy check bottom of the deck က three of swords step three of swords ဆက်စားလာခြင်းကို three of swords နဲ့ဆက်ရတာပဲနောက်တစ်ကက်က knight of pentacles နောက်ဆုံးတစ်ကက်က page of pentacles okay အဲ့တော့ rich အရရှိလားစလေးတွေတပတ်လူဘက်က energy ကိုတခါတည်း check လုပ်မယ်เนาะဒီဘက်မှာချမယ်ကလေးတွေတခါတည်း shuffle လုပ်ပါမယ် ဲ့တော့ original slide တွေရဲ့တစ်ဖက်လိုဘက်က energy check ကဘာကတ်တွေဖြစ်မလဲကြည့်အောင် bottom of the deck က nine of swords တဲ့ဆန်းဆန်းလာခြင်းများဘလို့ဖြစ်လို့တုတ်တည်နေထုံနေကြရအောင်နောက်တစ်ခွက်က the hangman နောက်ဆုံးတစ်ခွက်က queen of wands okay အဲ့တော့ orange ကဒီလူနဲ့ယောက်ျားတွေက connection ပေါ့နော်ရှေ့လျှောက်ဘက်ကိုဒီတောင်းလဲပါရှေ့ဆက်ဖြစ်လာလို့ရှိမလဲဆိုတာကိုဆက်ပြီးတော့ ကတိ shuffle လောက်ပါမယ်အဲ့တော့အချိန်ကာလအဖြစ်တော့နောက်ထပ် reading အသစ်မတင်မချင်းတမမို့လို့ရှင်လဲအဲတလစာပေါ့နော်ဒီအချိန်ကာလတော့တွေ့ဒီလူနဲ့ရောက်ချားရဲ့ဘလို့အချိန်နေဆက်ဖြစ်လာဖို့ရှိမလဲ ှိလားစလေးတွေနဲ့တဖက်လူနဲ့ကြားထဲမှာ connection ကအရှိချောက်ပဲဦးတည်တောင်းလဲဘာလို့ရှိဆက်ဖြစ်လာလို့ရှိမလဲကန်နမိတ်တက bottom of the deck က six of swords နောက်တစ်ခါက king of pentacles နောက်တစ်ခါက the magician နောက်တစ်ခါက five of pentacles နောက်ဆုံးတစ်ခါက the fool okay um the fool ကြမှာပဲအတဲထွက်တော့တယ် channel reverse ကြီးကြည့်ပါ okay ဒါပေမဲ့ rich က reverse meaning မယူပါဘူး rich ကလေးနေစီပင်ပြန်လာခဲ့ပါမယ်နော်ခဏလေးပါ hello i'm back so let's start the reading okay အဲ့တော့ rich က originalness လေးတွေဘက်က energy ကိုအရင်ဆုံး check လုပ်ပေးမယ်အရင်ဆုံးပြပြမယ်ပေါ့နော်အဲ့တော့ ထုံးစံတမ်းမဲ့ rich energy check မပြောခင်မြင်ရတဲ့ zodiac sign တွေ rich ပြောပြပေးမယ် rich nas lay တွေရဲ့အာဘာမှာ rich မြင်တာကတော့ um zodiac sign တွေကတော့ aquarius libra gemini taurus virgo capricorn ဒီ zodiac sign တွေ rich မြင်တယ်ကျွန်တော်တော့မတွေ့ရဘူးပေါ့နော် okay အဲ့တော့ hmm original lay တွေ အသေးကွဲနေရလားမိုးရွာနေတဲ့အရက်ဒေသတွေမှာရှိနေသူတွေဆိုလို့ရှိရင်မိုးရီထဲမှာမျက်ရည်တွေကိုရောချပြီးငိုနေတာမျိုးတွေ့ရတယ်โอเคအဲ့တော့ပြောရမယ်ဆိုရင်တော့တော်တော်လေးစိတ်အဆင်မပြေနေဘူးတော်တော်လေးကိုနာကျင်ထိခိုက်ခံစားနေရတယ်။အာတချို့တွေဆိုလို့ရှင်လဲငိုကြွေးလို့လည်းမရရီလို့ပြုံးလို့လည်းမရ တော်တော်အခြေအနေဆိုးနေတဲ့အနေအထားမျိုးမှတွေ့ရတယ်။ဘာတွေဖြစ်နေတာတော့အဲ့တော့ဒါပေမဲ့အဲ့လိုမျိုးပေါ့နော်စိတ်ထဲမှာအဆင်မပြေတာတော့မပြေရပါဘူး။ဒါပေမဲ့လည်းအခြေအနေတစ်ခုနဲ့ပတ်သက်ပြီးတော့ရေရှည်အတွက်ကိုတည်ငြိမ်တဲ့အနေအထားတစ်ခုကိုကပြန်ပြီးတော့ပေါ့နော်အခွင့်အရေးရချင်တာဒါမှမဟုတ်ရှင်လဲကို့အတွက်တကယ်ကို စစ်မှန်တဲ့အခြေအနေတခုစစ်မှန်တဲ့လူတယောက်စစ်မှန်တဲ့အနေအထားတခုတစ်ချိန်ချိန်မှာရကိုရလာအောင်မယ်ရှိကိုရှိလာအောင်မယ်ဆိုပြီးတော့ယုံကြည်မှုတော့ရှိနေတယ်ဆိုလိုချင်တာကအခုချိန်မှာထားလိုက်ပါတချို့တွေကကြတော့တကယ်ကို relationship life မှာအဆင်မပြေလို့အခြေအနေမှာအဆင်မပြေလို့နာကျင်ချီကွဲခံစားနေရတဲ့သူတွေရှိတယ်လို့တချို့တွေကကြတော့လဲအော်ငါရဲ့အခြေအနေကြီးရအခြေအနေကြီးရဒီလိုကြီးပဲလားဆိုပြီးတော့အဲ့လိုတချို့တွေ single တွေပေါ့နော်အာငါအတွက် ဟိုတကယ်စစ်မှန်တဲ့သူကပေါ်လာအောင်မလားမပေါ်လာတော့ဘူးလားအဲ့လိုပုံစံမျိုးလေးတွေပေါ့နော်ဖြစ်နေတာမျိုးတွေ့ရတယ်အာဒါပေမဲ့လေ rich ဒီမှာမြင်တာကလေကိုကပေါ့နော် rich class လေးတွေမြင်ရတာကကိုကနာကျင်ထိခိုက်ခံစားနေရတဲ့သူကတသက်တယောက်ဒါပေမဲ့ကိုကိုပေါ့နော်ကိုအနာမှာကိုကိုတကယ်ရေရှည်အတွက်ကိုရည်ရွယ်ပြီးတော့လုံးဝအာဘယ်လိုပြောမလဲ propose လုပ်ချင်တဲ့သူ အာကိုကိုစောင့်ကြည့်နေတဲ့သူကနှစ်ယောက်လောက်ရှိတယ်ဒါပေမဲ့အဲ့လူတွေကို originals လေးတွေကတချို့ကကြောက်လဲတကယ်မမြင်တာပေါ့နော်တကယ်တတိမမှုမြတချို့ကကြောက်လဲမြင်ရတာနဲ့တိတိရဲ့သားကြီးနဲ့အာမကြိုက်လို့ပေါ့တည်ရမလားဒီလူကိုမလိုချင်လို့ငါလိုချင်တဲ့လူမဆိုတဲ့ပုံစံမျိုးနဲ့ပေါ့နော်အဲ့ငါလိုချင်တဲ့လူအတွက်ကိုပဲအသေးလေးကိုယ်နေတာမျိုးလုံးဝခံစားနေရမျိုးနာကျင်နေရမျိုးတွေ့ရတယ်ဆိုတော့ဟိုတက်နိုင်တယ်ဖြစ်နိုင်မယ်ဆိုရင်ကတော့ကိုကိုတသက်လုံးအတွက်ကိုရည်ရွယ်နေတဲ့အဲ့လိုမျိုးကိုကို propose လုပ်ချင်နေတဲ့ကိုကိုစောင့်ကြည့်နေတဲ့ လူတွေအတွက်ကိုလည်းอืม chance လေးပေးပါအောင်လို့ရစ်ပြောချင်တယ် original slave တွေကအခုလောလောဆယ်မှာ um အသေးကွဲနေလို့တော်တော်များများကပေါ့နော်တော်တော်များများကဒီမှာ rich miner ဆိုလို့ရှင်80ရာခိုင်နှုန်းလောက် original slave တွေကငွေဘက်ကိုလှည့်သွားတယ်เนาะအဲ့တော့나진ထိခိုက်ခံစားနေရတဲ့အချိန်မှာငွေကြီးပို့ပြီးတော့ရှာနေတာမျိုးတွေစီးပွားရေးပို့ပြီးအာယုံစိုက်နေတာမျိုးတွေအလုတ်တအားကို အသေးအံလုပ်နေတာမျိုးတွေကိုယ့်ရဲ့ career ကိုယ့်ရဲ့ business ကိုယ့်ရဲ့ဒီအလုပ်လမ်းကြောင်းပေါ်မှာပဲအရန်အာယုံနေဆက်အရန်စိတ်တွေနှစ်ပြီးတော့မြုပ်နှံပြီးတော့လုပ်နေတာမျိုးတွေ့ရတယ်။ဟွန်းအဲ့တော့စိတ်ထဲမှာအသေးကွဲတာယူပေါ့နော်။နာကျင်ထိခိုက်ခံစားနေရတာယူ ခံစားရတာညဘက်ကြမှာခံစားမယ်ပေါ့ဒီမလားနေခင်းဘက်မှာတော့စိတ်ထဲမှာဒိုးပြားဝိုင်းမယ်အုံနောက်ထဲမှာရှိနေရမျိုးတွေ့ရတယ်ငွေငွေငွေပတ်စံပတ်စံပတ်စံလို့ money 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 ပေါ့နော်အဲ့နောက်ကိုပဲလိုက်နေရမျိုးတွေ့ရတယ်ဆိုတော့ okay အဲ့လိုမျိုးပေါ့နော်ဒီတချို့ကကြတော့လဲကိုငွေကိုစူးစမ်းရှာပြီးတော့ဒီငွေနဲ့ကိုယ့်ရဲ့ပျော်ရွှင်မှုကိုဖန်တီးပြီးယူနေတာငွေနဲ့ကိုယ့်ရဲ့ပျော်ရွှင်မှုကိုရှာဖွေနေတာကိုယ့်ကိုပြောင်းထားနေတာမျိုးလေးပို့ပြီးတော့တွေ့ရတယ်ပေါ့နော်အဲ့တော့ အာဖြည်းဖြည်းမှန်မှန်နဲ့ပဲကိုဘွားကိုတရချင်းစီဖြတ်တန်းနေကြတာမျိုး rich ဒီမှာတွေ့ရတယ်အရန်ကြီးလောမကြည့်နေဘူးအေးအေးဆေးဆေးလေးပဲပေါ့နော်အနာကတ်ဘလိုပုံစံမျိုးဖြစ်လာမလဲဆိုတာမျိုး explore လုပ်ရင်းနဲ့ပဲအာစူဇန်ရင်းနဲ့ဒီကိုရဲ့ next chapter ကြီးကိုရဲ့အာနောက်ထပ်ဘယ်လိုပြောမလဲ next love เนาะအာ new love new future ဒါကိုပဲအ စိတ်အားထက်သန်စွာနဲ့ပေါ့နော် adventure လုပ်ဖို့အတွက်ကိုယ့်ရဲ့ chapter တွေတခုပြီးတခုကိုပဲဖွင့်သွားဖို့ရှေ့ဆက်သွားဖို့ကိုပဲပြန်ပြီးတော့အာရုံစိုက်ပြီး focus လုပ်နေတာမျိုးတွေကိုတွေ့တယ်။အဲ့တော့စိတ်ထဲမှာနာကျင်ထိခိုက်ခံစားရတာလည်းခံစားပြီးပြီပေါ့နော် အသေးကွဲတာလည်းပြီးသွားပြီးပြီ။ Okay ငါဘာမှပြန်လုပ်လို့မရဘူး။အဲ့တော့ငါဘာလုပ်နိုင်စရာရှိလဲဒီလိုပုံစံမျိုးလေးပြန်ပြီးတော့ကိုယ့်ကို awareness ဖြစ်နေတာမျိုးလေးတွေလည်း rich ဒီမှာတစ်ချက်တွေ့ရတယ်နော်။ Okay အဲ့တော့ဒါကတော့ Rich Nas Lee တွေဘက်က energy checking ပေါ့เนาะအဲ့တော့တစ်ဖက်လူဘက်က energy checking ကို rich ကြည့်ပါမယ်။ အော်တဖက်လူရဲ့ energy check ကိုလည်းမပြောခင် rich ဒီမှာမြင်ရတာကอืม sodia sign ကတော့ rich ဒီမှာ air sign ပြီးရင် fire sign တွေ့ပါတယ်နောက်တစ်ခုဒီမှာလေ water sign pc သေးသေးလေးတွေ့တယ်အရန်နေတယ်တဖက်လူဘက်မှာအဲ့တော့ water sign ဒီ cancer pisces scorpio ကတော့တော်တော်လေးနေတယ်ပေါ့နော်နောက်တစ်ခုကကျတော့ Aquarius Libra Gemini ထပ်တွေ့တယ်เนาะပြီးရင် Aries Leo Sagittarius တွေ့တယ်เนาะဆိုရဲခါကျတော့ဒါကတော့တစ်ဖက်လူဘက်ကဖြစ်နိုင်ခြင်းများတယ်ဆိုတဲ့ဆိုင်နေပေါ့เนาะအဲ့တော့တစ်ဖက်လူဘက်က energy check ကဘာဖြစ်နေလဲဆိုတော့ um တစ်ဖက်လူကလည်းလေလောလောဆယ်တအား anxiety ပြည်နေတာမျိုးတွေတွေ့ရတယ်ဆိုတော့သူ့ဘက်မှာဟိုဈာမကြီးပေါ့เนาะတိတ်မကောင်းတာဒါမှမဟုတ်လို့ရှင်လေ rich ဒီမှာမြင်တာက ညဘက်ဒီအိမ်မပြောတာတို့เนาะ over thinking ဖြစ်နေရတို့သူ့မှာလည်းအလုံငွေကြီးစီးပွားရေးနဲ့ပတ်သက်ပြီးတော့ stress တွေပြီးနေတာတို့เนาะ anxiety အရင်မြင့်တဲ့ stress တွေပြီးเนาะ pressure တွေပြီးညဆိုအိမ်မပြောအတွေ့တွေလွန်တအားကိုစိတ်ပူပင်သောကရောက်နေရတာမျိုးတွေရှိတယ်အကဲရွေးဒီဟာအခြေအနေနဲ့ပတ်သက်တယ်ဆိုလို့ရှင်လည်း original slay တွေရဲ့ energy သူ့မှာကူးစက်နေတာဒါမှမဟုတ်လို့ရှင်လည်း original slay တွေအတိုင်းသူ့ကိုယ်တိုင်လည်းအဆင်မပြေနေတာမျိုးတွေတွေ့ရတယ်အဲ့တော့သူ့အနေနဲ့ကဒီအခြေအနေကြီးမှာ အမြင်မှန်မရသေးဘူးတကယ်ကိုဘယ်လိုပြောရမလဲဟွန်းအခြေအနေတခုကောင်းမွန်စွာမသုံးသပ်နိုင်သေးဘူးတလွဲမာနာတွေထားနေတာမျိုးတွေ့ရတယ်မဟုတ်တဲ့နေရာမှာသွားပြီးတော့ဗောနောမာနာတွေတင်းခံပြီးတော့အခြေအနေတစ်ခုကိုအမှန်တိုင်းမမြင်သေးတာအခြေအနေတစ်ခုကိုရှုထောင့်ပေါင်းစုံကနေမကြည့်နိုင်နေသေးတာသူ့ရဲ့တယူတန်ဆွဲအခြေအနေကြီးတစ်ခုကြီးမှာပဲ အာမြင်ပြီးတော့ဗောနော်ဟိုသုံးသက်နေတာမျိုးတွေတွေ့ရတယ်ဆိုတော့အဲ့လိုမျိုးနေထားကြမှုလို့ပဲသူ့ဘာသာသူအတွေ့အကြုံလုံးပြီးတော့ပို့ပြီးတော့သူ့စိတ်သူသူ့ဘာသာသူဖြစ်စီနေတာမျိုး rich ဒီမှာပို့ပြီးတော့မြင်ရတယ်เนาะဆိုတော့ဟိုအနေထားတစ်ခုကနည်းနည်းလေးဟိုဘယ်လိုပြောမလဲဒေါသတလွဲမာနအဲ့လိုမျိုးဗောနော်မောဟတွေအဲ့အဲ့ဒါတွေပို့ပြီးတော့ပါနေတာမျိုးတွေ့ရတယ်အဲ့တော့ဒီအခြေအနေကနေသူ့အနေနဲ့ဗောနော်လောက်အောင်မယုံထွက်နိုင်တာမျိုးတွေအဓိကတော့စိတ်အခြေအနေတစ်ခုဗောနော်သူ့ဘာသာသူ့ ဟိုအဆင်မပြေအောင်သူသူသူ့ဘာသာသူအဲ့လိုမျိုးပေါ့နော်ရှောက်တွေးပြီးတော့အဲ့လိုဂျိုးခွင်းဆိုနေတာမျိုးပို့ပြီးတော့တွေ့ရတယ်အဲ့တော့အနေထားတစ်ခုကအာသူ့အနေနဲ့ဒီ original slave တွေနဲ့ပတ်သက်ပြီးတော့ဆိုလို့ရှင်လေအဲ move on မလုပ်နိုင်သေးဘူးအဲ move on မလုပ်နိုင်သေးပဲနဲ့အခြေအနေတစ်ခုမှာသူကလည်းသွားပြီးတော့ stack ဖြစ်နေတာမျိုးတွေ့ရတယ်အနေထားတွေကဟိုကောင်းမွန်တဲ့အမြင်သူ့မှာမတွေးနိုင်ဘူး negative တွေအများဝင်နေတာမျိုးတွေ့ရတယ် negative energy negative thinking negative thoughts သူ့မှာအကုန်လုံး negative တွေပဲလွှမ်းနေတာမျိုးတွေ့ရတယ်ဆိုတော့ဒီလိုမျိုးမကောင်းတဲ့အမြင်မကောင်းတဲ့အတွေ့မကောင်းတဲ့ energy တွေကြားထဲမှာဟိုသူ့ကိုယ်သူယုံထွက်လို့ရရတဲ့အနေနဲ့အမြင်မှန်မရတာမြင်အောင် မကြည့်တာရှုထောင့်ပေါင်းစုံကနေမကြည့်တာနော်ဟိုတခြားအရာတွေကိုပဲအပြစ်တင်နေတာအဓိက original slave တွေကိုအပြစ်တင်နေတာနော် original slave တွေပေါ်မှာအကောင်းမမြင်နိုင်တာဆိုတော့ဟိုဘယ်လိုပြောရမလဲဟိုသူ့ကိုယ်သူ ဟိုယုံကြည်မှုလွန်ကဲတယ်ဆိုတာတစ်ခုပုံစံကလေတကူကောင်းတားဆန်ညာမျိုးတွေ့ရတယ်ပေါ့နော်တကူကောင်းဆန်ပြီးတော့လိုမျိုးငါလောက်တာကမှန်နေငါပြောလိုက်တာကမှန်နေเนาะဟိုအလိုမျိုးပေါ့ဒီမလားရှိရှိသိမ်းမလားဘဲဘဲမြင်ရအကုန်လုံးလိုက်ပြီးတော့ဖြစ်တည်တင်ညာမျိုးတွေ့ရတယ်ဒါပေမဲ့တကယ်တကယ်လည်းညဘက်ကြလို့ရှင်လည်းအတွေးတွေလွန်ပြီးတော့ရရှိလာစလီနဲ့ပတ်သက်ပြီးတော့ရှောက်တွေးပြီးတော့သူအိတ်မပြောတာမျိုးတွေလည်းတွေ့ရတယ်ဆိုတော့အခြေအနေတွေကသူ့အနေနဲ့သူဘယ်လိုပြောမလဲอืม ပုံစံကဟိုသူ့ပုံစံကအနေထားတစ်ခုမှာသူဒူးထောက်ပြီးတော့အရှုံးပေးရတော့မယ်အနေထားမှာလုံးဝသူ့ရဲ့တလွဲမာနာတစ်ခုကြောင့်မဟုတ်လို့ပေါ့နော်တင်းခံထားပြီးတော့အမှန်တရားကိုမမြင်တာမြင်အောင်မကြည့်တာဒါတွေကြောင့်မဟုတ်လို့သူ့ဘက်မှာပို့ပြီးတော့ energy ကอืมပိုဆိုးနေရလို့ risk ကတော့မြင်ရတယ်ပေါ့နော်ဆိုတော့ကောင်းကောင်းမွန်မွန်လေးရှုထောင့်ပေါင်းစုံကနေကြည့်ပြီးတော့ဒီမာနာလေးတွေရှင်းချလိုက်မယ်เนาะပြီးလို့ရှိရင်ဘယ်လိုပြောမလဲ တကူကအောင်ရမ်းဆန်တာတွေလျှော့ပြီးတော့ဗောနော်သူ့ဘက်ကိုပဲမျှအောင်ကြည့်လိုက်မယ်ဆိုတော့သူခုခံစားနေရတဲ့စိတ်အခြေအနေတကူကပေါ့သွားနိုင်တယ်ဒါပေမဲ့ဒါကိုသူမြင်လားဆိုတော့လေခုနရစ်ပြောခဲ့တဲ့အတိုင်းမျိုးသူအမြင်အမြင်မှမရသေးဘူးเนาะအဲ့လိုပုံစံမျိုးလေးတွေ့ရတယ်ဆိုတော့ဒါကတော့တစ်ဖက်လူဘက်က energy checking ပေါ့เนาะ okay အဲ့တော့နှစ်ယောက်ကြားထဲက connection ကရှေ့လျှောက်ပဲဦးတည်တော်မလဲဘာတွေရှေ့ဆက်ဖြစ်လာဖို့ရှိမလဲဆိုတော့ဒီလူနှစ်ယောက်ကြားထဲကအခြေအနေနောက်ထပ် reading အသင့်မတင်မချင်းတောင်းပန်ချင်တဲ့တလအတော်တမှာဖြစ်လာမယ်အနေထားတွေ rich hobby သွားပါမယ်เนาะ အဲ့တော့အခြေအနေညာရှေ့ဆက်ပြီးတော့ဘာဖြစ်လာဖို့ရှိမလဲဆိုရင်တည်ငြိမ်မှုကတော့မရနိုင်သေးဘူးမရောက်ကြတယ်မှာအခြေအနေညာဘယံပဓာရီတော့ဖြစ်နေအောင်ပါပဲเนาะ move on လုပ်နိုင်လားဆိုလည်းမလုပ်နိုင်သေးဘူးအဆင်ပြေလားဆိုလည်းမပြေဘူးညှိနိုင်မှာလားဆိုလည်းညှိနိုင်လို့လည်းမရဘူးတယောက်နဲ့တယောက်ကြားထဲမှာ fears တွေ worries တွေဝင်နေလိမ့်မယ်음 rich ဒီမှာမြင်တာကလေတစ်ဖက်လူပေါ့เนาะ rich လား slave တွေဆိုတာတစ်ဖက်လူရဲ့ အခြေအနေမှာသူ့ဘက်ကပို့ပြီးတော့လေကြောက်တဲ့စိတ်တွေစိုးရိမ်တဲ့စိတ်တွေဝင် ပြီးတော့လေသူ့ဘာသာသူဘယံမတာပို့ဖြစ်နေမယ် originals လေးတွေကတော့အနေနဲ့များကိုကိုကို handle လုပ်နိုင်လိမ့်မယ်သူက handle မလုပ်နိုင်တာပေါ့နော်ရှေ့လျှောက်ကြုံရမယ်အခြေအနေနေထားတယ်အဲ့တော့တယောက်နဲ့တယောက်ကြားထဲမှာ action မရှိသေးဘူးပြီးတော့တယောက်နဲ့တယောက်ကြားထဲမှာနားလည်မှုလွဲနေတာတွေဖြစ်အောင်မယ်ပြီးရင်နှစ်ယောက်စလုံးကျမကြီးကယူဆိုင်ဖို့လိုအပ်တယ်နော်အဲကျမကြီးတချောင်ချောင်ဖြစ်တာမျိုးတွေဆိုတော့ အခုဒီမှာကလေ no contact ဖြစ်နေတာမျိုး really contact ဖြစ်နေတာမျိုးတယောက်နဲ့တယောက်ကြားထဲမှာစကားပြောလိုက်ခေါ်လိုက်ဆက်ဆက်လိုက်ပြက်လိုက်အဲ့လိုမျိုးပေါ့နော် on and off ဖြစ်နေတာမျိုးဆိုလို့ရှိရင်အဲ့ဒီတိုင်းကြီးပဲဆက်ပြီးတော့ဖြစ်နေအောင်မယ် no contact တမားတွေဆိုလို့ရှိရင်အဆက်အသွယ်ရဖို့ risk ဒီမှာမမြင်သေးဘူးနှစ်ယောက်ကြားထဲမှာ action မရှိနိုင်သေးဘူးတကယ်ကို ပကတိပေါ့နော် silence ဖြစ်နေအောင်မယ်တလားလောက်တမောင်းရှင်လည်းတပတ်လောက်နော်တလားလောက်တည်သွားလိမ့်မယ်ပေါ့ဆိုဒီ reading ကတလားစာကြည့်တာမျိုးဖြစ်တဲ့အတွက်ကြောင့်မို့လို့ တယောက်နဲ့တယောက်ကြားထဲမှာအဆက်အသွယ်မရနိုင်ဘဲနဲ့အခြေအနေတွေကလုံးဝ poor communication နှစ်ယောက်ကြားထဲမှာတကယ်လုံးဝ poor timing ပေါ့နော်အခြေအနေအချိန်ကာလကောင်းမဟုတ်သေးတာဟိုဘယ်လိုပြောမလဲတချို့တွေဆိုလို့ရှင်လဲ right person ဟုတ်ရတာနဲ့ wrong time မှာလာတွေ့တဲ့ပုံစံမျိုးတွေပေါ့နော်အများကြီးဖြစ်နိုင်ကြီးရှိတယ်အဲ့တော့ဟွန်းဒီတလားကတော့ကိုကိုကိုတီတီငင်ငင်နဲ့ဖြစ်အောင်ပဲ စ조사တိဆောက်ပြီးတော့ကြော်ဖြတ်ပြီးတော့ကိုယ့်ရဲ့အလုပ် career business ဒီလမ်းကြောင်းပေါ်မှာပဲအဓိကငွေအခြေစီးပွားရေးပေါ်မှာပဲအာရုံစိုက်ပြီးတော့ကြော်ဖြတ်ပါလို့ risk ပြောခြင်းနဲ့အခြေအနေတွေကအရန်ကြီးထူးထူးခြားခြားဆက်ဖြစ်လာအောင်မှာမဟုတ်ဘူးဘာမှ risk ထူးထူးခြားခြားမတွေ့ရဘူးအဆင်မပြေသေးတဲ့သူတွေများနေရမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့အာဒီလူတွေကအဆက်အသွယ်မရသေးဘဲနဲ့တော့တယောက်နဲ့တယောက်ကြားထဲမှာ action မရှိဘဲနဲ့အသွားအပြန်စကားပြောဆိုမရှိပေမဲ့မရှိသေးဘဲနဲ့ပေါ့နော်လုံးဝပကတိငြိမ်သက်နေုံမဲ့အနေထားမျိုးမှတွေ့ရတယ်ဆိုတော့ဒီအချိန်လေးမှာ um ကိုဘဝကိုပေါ့နော် ကို့အချိန်လေးကိုတည်တည်ကြကြကောင်းကောင်းမွန်မွန်နဲ့ပဲရှေ့ဆက်လျှောက်ပါလို့ရစ်ပြောချင်တယ်ကိုရဲ့ဘဝဒီမှန်းချက်ပန်းတိုင်းနေเนาะကိုရဲ့စီးပွားရေးလုပ်ငန်းနေကိုရဲ့ career လမ်းကြောင်းเนาะကိုရဲ့အလုံးငွေရေးကြီးဒါတွေပုံမှာပဲတေချာ focus လုပ်ပြီးတော့ new chapter တစ်ခုပြီးတစ်ခုအသစ်ဖွင့်ပြီးတော့ကိုယ့်ရဲ့ဘဝကိုပြန်အသစ်စတင်ပြီးတော့ဗောနော new beginning fresh start နဲ့စပါလို့ပဲ rich ပြောခြင်းနဲ့ ။ဘာလို့လဲဆိုတော့ဒီမှာကလေယူယူမမိုက်တွေရှောက်လုတာမျိုးတွေဖြစ်တတ်တယ်။နော်ဘာမှယူယူမိုက်ရှောက်လုမနေနဲ့ပြီးလို့ရှိရင်ဒါကတလားစားပဲပြင်အဆင်ပြန်ပြေးသွားလိမ့်မယ်။အာဒီတလားတော်တွင်းမှာပဲအဆင်မပြေနိုင်တာပေါ့နော်။ဟိုကိုဘယ်လိုပြောမလဲ။အချိန်နေတကွမထိန်ညိနိုင်သေးတာလို့ rich ပြောကြတယ်ဘာလို့လဲဆိုတော့ဒီမှာကညသားပြန်အကောင်လုံးပြောနေကြမလားမေလာအတွဲတွေပြတ်တယ်လားဆိုပြီးတော့ အဆင်မပြေတာတွေကတော့ဖြစ်နေုံပဲပေါ့เนาะအဲ့တော့ဒီအချိန်လေးမှာအချစ်ရေးကိုအာရုံမစိုက်ဘဲနဲ့ကိုယ့်ရဲ့ငွေကြေးစီးပွားရေးလုပ်ငန်းပေါ်မှာပဲအာရုံစိုက်ပါလို့ပြောချင်တယ်။ Originals လေးတွေကတော့ခုန Rich Energy Check လုပ်တယ်ကွာပြောခဲ့တဲ့အတိုင်းပဲ80ရာခိုင်နှုန်းသောသူတွေကတော့ဟိုပို့ပြီးတော့ပေါ့เนาะโอเคအသေးကွဲနေလို့ထားလိုက်ပါတော့စီးပွားရေးပို့ပြီးလုပ်နေငွေကြေးပို့ပြီးလုပ်နေတယ်။အမ် အလုပ်တွေပို့ပြီးတော့လုပ်နေရဲဆိုတဲ့သူတွေကတော့လမ်းကြောင်းမှန်ပေါ်ရောက်သွားပြီပေါ့နော်အဲ့တော့အဲ့ဒီအနေထားအတိုင်းပဲဆက်သွားပါလို့ပြောချင်တယ်အချိန်နဲ့အတက်တခုလုံးဝ energy အသစ်နဲ့ဆက်သွားပါအချိန်ကြီးကတော့အရင်ကြီးအဆင်ပြေအောင်မဲ့ပုံမှာမမြင်ရဘူးအဲ့တော့ဒီလူနဲ့ကလည်းအဆက်အသွယ်ပြတ်နေရဆိုလို့ရှိရင်လည်းဆက်သွယ်ပြတ်နေအောင်မယ်နော်အနေထားတွေက80အဆက်တွေဖြစ်နေအောင်မယ်အဲ့တော့ on and off ဖြစ်ပြီးတော့အဲ့လိုမျိုးပေါ့နော် အခုမှကရာကုစားတွေဖြစ်နေတဲ့သူတွေဆိုလို့ရှိရင်လည်းသတိထားပါဒီလထဲမှာရုပ်တရက်ကြီးပေါ့နော် break up ဖြစ်သွားတာမျိုးတွေ separation ဖြစ်သွားတာမျိုးတွေအဆက်အသွယ်မရတာမျိုးတွေတစ်ဖက်လူကကိုယ် ghost လောက်သွားတာမျိုးတွေနော်အများကြီးဖြစ်နိုင်ခြင်းရှိတယ်ဆိုတော့အခြေအနေကတော့ကောင်းတဲ့အနေထားမျိုးတွေမတွေ့ရသေးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အာသတိထားပါနောက်တစ်ခုကကြတော့လေဒီလထဲမှာ rich မြင်တာကပေါ့နော်အာတစုံတယောက်တော့သူလူတယောက်ရောက်ကိုပွားတယ်ကိုဝင်လာမျိုးရှိတယ်ဆိုလို့ရှင်လဲတတိထားပြီးပြောဆိုဆက်ဆက်မှာအဲ့ဒီလူကလည်းကိုကိုလာပြီး play လောက်တာမျိုးတွေရဲ့တစ်ချိန် ါတချင်ချင်းကြာရင်ချိန်တန်လို့ရှင် ghost ထလောက်သွားမဲ့သူဖြစ်တတ်တယ်เนาะအဲ့တော့ဒီလထဲမှာလူအစ်စ်တွေ့တာပါတယ်ဆိုလို့ရှင်လည်းမကောင်းဘူးလို့ပြောချင်တယ်เนาะအဲ့တော့อืมတတိထားပါလို့ပဲ risk ပြောချင်ပါတယ်โอเคအဲ့ဒါကတော့ဒီလအပိုင်းခြားအတွက် energy checking ကို arrange ပြီးသွားတာဖြစ်ပါတယ်အဲ့တော့ဒီ reading အတိုင်းကို arrange မှာ personal reading major နဲ့သူတွေက um package number 5ပါเนาะ energy checking package number 5လို့ခေါ်တယ်အဲ့ဒီ package number 5လာပြီးတော့ကိုယ်တိုင် personal reading ယူပြီးမေးလို့ရပါတယ်အခု reading ကတော့ဒီလောက်ပါပဲအခုလိုပုံစံမျိုး reading အသစ်တွေအမြဲတမ်းပြည့်ကြည့်ရှုရှင်တဲ့သူတွေနောက်ထောင်ကျင်တဲ့သူတွေက Rachel Facebook page YouTube channel Telegram channel နဲ့ TikTok တွေကို join subscribe follow လုပ်လို့ထားပေးပြောချင်ပါတယ်ရှင်နောက်ထပ် reading အသစ်တွေမှာပြန်လည်ဆုံတွေ့ကြပါမယ် original series တွေအားလုံးကျေးဇူးတူပဲတင်ရှိပါတယ်ရှင်အားလုံးတက်တာ